ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့်အပီဆိုဆက်လေးမှာတော့ရှယ်လီကအရက်တွေအများကြီးရောထားတဲ့ဆိုတာခွဲကိုအကုန်လုံးပါတောက်ပြစ်လိုက်တာကြောင့်မူးသွားခဲ့ပါတယ်ဒီကိစ္စကိုစောင့်မွေတဲ့ဂျွန်တို့ကတော့ရှယ်လီခုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးတော့တခုခုဖြစ်သွားမှာကိုလက်နေကြပါတယ်သူတို့ရဲ့နောက်မှာတော့ဆိုတာတဲကိုအရက်တွေထပ်ရောဖို့ညောင်ပေးလိုက်တဲ့ဖင်နီကသူနဲ့မဆိုင်သလိုနဲ့ဟိုးဘက်ကိုလက်နေခဲ့ပါတယ်ရှယ်လီကတော့သူ့ကောင်းလေးမူးလာတာကြောင့် ဟိုကောင်တွေအချွေတဲ့ဘာတွေထက်ထားလဲဆိုပြီးတော့တွေးနေပါတယ်။ထို့နောက်ထိုင်နေတဲ့ဂျေနာကိုလေးဘဲထောက်ကြီးရောက်သွားပြီးတော့ဂျေကသူ့မျက်လုံးထဲမှာဘလောက်ဆွဲဆောင်မှုရှိကြောင်းနဲ့သူ့မျက်နှာကိုပြန်ကြည့်ဖို့ရည်နေခဲ့ပါတယ်။ဂျေကတော့နေအရက်တွေဘာတွေများမာတော့လာလားဆိုပြီးတော့မေးနေခဲ့ပါတယ်။ဒီလိုနဲ့ရှယ်လီကစကားတွေကိုရှောက်ပြောနေကဂျေမျက်နှာရှိကိုတိုးလာရင်တိုးလာရင်နဲ့အရှင်ပါလာပြီးတော့ဂျေရဲ့နှာခမ်းကိုကောက်နှမ်းချပလိုက်ပါတယ်။ အကုန်လုံးကလည်းဒါကိုမြင်သွားပြီးတော့စွန့်ရသွားခဲ့ကြပါတယ်။မင်းနူးကလည်းဂျွန်ကိုဒီကိစ္စကိုကြောင်းအောင်ကြီးသာတည်သွားရင်ငါတို့ကိုတတ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးရင်တော့ဂျွန်တို့လည်းချက်ချင်းရှယ်လီစီကိုပြေးသွားပြီးတော့ဇွဲထားလိုက်ရပါတယ်။ဖီနီဆိုတဲ့ကောင်ကတော့ဒီတိုင်းရကြည့်နေပြီးတော့ဒါကမှ special မွေးနေ့လဲဆောင်ဆိုပြီးတော့ယောဂါကြည်ညက်နေပါတယ်။ဂျွန်ရဲ့တပြည့်မဲလုံးကြီးကတော့ကလေးတွေက ဖြစ်နေတာကိုကြည့်ပြီးတော့ သဘောကျနေကဒီအတိုင်းပဲလှုပ်ပြီးထားလဲပါတယ်။ကြစ်ကတော့သူ့ရဲ့ first kick ကိုအရန်ချောတဲ့ကပြမလေးစီကနေရသွားခဲ့ပါတယ်။ဒါပေမဲ့ခုချိန်ထိ first kick မရဘူးတဲ့သူတွေအတွက်ကတော့ဒီကနေပဲအင်မတန်စိတ်မကောင်းပါဘူးလို့ပြောချင်ပါတယ်။ဒီလိုနဲ့ရှယ်လီလေးဆူဖာဖော်မှာမောက်သွားပြီးတော့ယူနာကတော့ဒီလိုလုပ်တဲ့ဂျွန်တို့ကိုစူနေခဲ့ပါတယ်။အမြောက်ကောင်းတဲ့ဗီနီကတော့အခုချိန်ထိကိုသူနဲ့မဆိုင်သလိုပါပဲ။ ချို့တော်မီနူကအခုရှယ်လီကိုဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ပြောလိုက်ပါတယ်။ချိုးချိန်မှာစိတ်မကောင်းဖြစ်နေတဲ့မီယာလီကသူ့ကိုငါ့အိမ်မှာခေါ်သွားတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျေကတော့ဘာမှမဖြစ်တဲ့အတိုင်းရှယ်လီကိုကြည့်ပြီးတော့တပြင်းတစ်ချက်ချလိုက်ပါတယ်။ဒီလိုနဲ့မီယာကရှယ်လီကိုသူ့အိမ်ကိုခေါ်လာခဲ့ပြီးတော့သူ့အိမ်ရပေါ်မှာတင်ထားလိုက်ပါတယ်။မီယာကတော့ဂျေကိုစွန့်နှမ်းလိုက်တဲ့ရှယ်လီကိုအင်ကိုပါခေါ်ပြီးတော့ဂယုဆိုင်ပြေးနေရပါတယ်။ ခဏနေတော့ရှယ်လီလည်းညိုလာပြီးတော့ရေစာနေမှာစိုးရနဲ့ရေပါတိုက်ထားရပြန်ပါတယ်။ရှယ်လီကတော့မထနိုင်သေးတာကြောင့်ပြန်လဲနေလိုက်ပါတယ်။မီယန်ကတော့ရှယ်လီကိုနင်ကျို့တကယ်သဘောကျနေလား။ဆိုပြီးတော့မေးလိုက်ပါတယ်။ရှယ်လီကလည်းဘာလို့လဲ။ဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။မီယန်ကတော့မျက်နှာလေးညှိုးငင်နေပြီးတော့ဘာလို့မှမဟုတ်ပါဘူး။နင်နဲ့ကြီးကလိုက်ပါတယ်။ တကယ်တော့ငါနှစ်ကိုမနာလိုဖြစ်နေပေမဲ့နှစ်ပုံစံကို အားလဲအားကြတယ်။နှစ်ရဲ့ပုံစံကအရန်လွတ်ဝဲမနေပဲနဲ့ပုံပွင့်လေးလေးနဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်ပြရသေးတယ်။ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုလည်းရှိတယ်။ငါအတွက်ကြတော့ဒါမျိုးတွေလုပ်ဖို့အရန်ခက်ခဲနေတယ်ဆိုပြီးတော့ပြောပြနေပါတယ်။ရှယ်လီကတော့နင်ဘာရီလာပြောနေတာလဲ။နှစ်ယုတ်နှစ်ရည်လေးနဲ့ဘာရီကိုကူးဆက်နေတာလဲ။နင်အခုလိုဖြစ်နေလို့ ဘသူကမှနေကိုချီးကျူးနေမှာမဟုတ်ဘူးနေမဲ့အမြဲတမ်းသူများရဲ့နောက်ကိုရောက်နေမှာအားကြောင့်ကိုကိုကို confidence ရှိစမ်းပါဆိုပြီးတော့ပြောလိုက်ပါတယ်မိရန်ကတော့မျက်နှာလေးညှိုးသွားပြီးတော့သူ့စပွဲဘော်ကတပ်ပုံဆရာဆိုတဲ့လူကြီးပြီးခဲ့တဲ့ business card ကိုကြည့်နေခဲ့ပါတယ်ဂျင်းနဲ့မင်းနူးကလည်းအိမ်ပြန်ရောက်လာခဲ့ကြပြီးတော့ပရိချိန်မှာတော့ဂျင်းကြီးကတလေးဆန်လေးတွေရဲ့အစီအစဉ်ကိုကြည့်နေပါတယ်ပြောရင်းဆိုရင်မဲ့ TV မှာက ကြောင်လေးကောင်နန်းတဲ့အခန်းကိုပြတ်တာနေပါတယ်။ကြည်လေသူနဲ့ရှယ်လီအဖြစ်အပျက်ကိုတတိရသွားပြီးတော့ချက်ချင်းပဲ TV ကိုပိတ်ချလိုက်ပါတယ်။ကြည်ရဲ့ညီကတော့ကောင်းကင်ရောက်မှ TV ကိုပိတ်လိုက်လို့ဆိုပြီးတော့ကြည်ကိုအော်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်နေ့မနေ့မှာတော့ရှယ်လီကဒွန်နဲ့မင်းနူးကိုမနေ့ကကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာရှာနေပါတယ်။ဒွန်ကတော့အဲ့ဒီဖြော်ရီကကြည်တွေဖြော်ထားတာဖြစ်ကြောင်းနဲ့ရှယ်လီကသာရုတ်တရက်ကြီးထိုးချွေခွက်ကိုယူတော့လိုက်တာကြောင့် အခုလိုတွေဖြစ်သွားတာဆိုပြီးတော့ရှင်းပြနေပါတယ်။မင်းတို့ကတော့ဒီဇက်လန်ကဂျွန်ဆတာဖြစ်ကြောင်းပြောပြီးတော့ဂျွန်ဘော်ကိုလွဲချနေပါတယ်။ရှယ်လီကတော့ဒါကိုမကြည့်နိုင်သေးပဲနဲ့သူတို့ကိုထပ်ပြီးတော့ပြဿနာရှာနေခဲ့ပါတယ်။ချောချေပါပဲအခန်းထဲကိုဆီယာဝင်လာတာကြောင့်ဂျွန်တို့ကန်ကောင်းသွားခဲ့ပါတယ်။ဂျေကတော့ကြောင်းကောင်းထဲမှာတော့သူ့ရဲ့မွေးနေ့လက်ဆောင်အုပ်ထုပ်လေးကိုစောင်းထားခဲ့ပါတယ်။ဒါကိုမြင်တဲ့ဆီယာကတော့ဂျေကိုကြောင်းကောင်းထဲမှာအုပ်ထုပ်မစောင်းထားနိုင်လို့ဆိုပြီးတော့ချုပ်ခိုင်းလိုက်ပါတယ်။ ကျောင်းကစားချိန်မှာလည်းဂျီကအုတ်ထုပ်ကိုမချွတ်နိုင်ပဲနဲ့ဘတ်စကက်ဘောဆော့နေပြန်ပါလေဂျီကတော့တငင်ချင်းတွေပြီးတဲ့မွေးနေ့လက်ဆောင်အုတ်ထုပ်လေးကိုအယမ်းသဘောကျနေခဲ့ပါတယ်မီးယာကတော့တယောက်တည်းထိုင်နေပြီးတော့ဂျီကိုကြည့်နေခဲ့ပါတယ်သူချိန်မှာပဲသူ့ဘေးနားကိုမီနူးကရောက်လာပြီးတော့တယောက်နဲ့တယောက်စကားတွေပြောနေခဲ့ကြပါတယ်ဒလုံးနဲ့မီးယာကမီနူးကိုငါ့ကိုဖက်ရှင်ကုမ္ပဏီတစ်ခုက မော်ဒယ်လုပ်ဖို့လာကမ်းလန်တယ်ငါအရာကိုလှုပ်ကြည့်တင်လား မီနူးကလည်းမီယာကိုအပြည့်အဝထောက်ခံနေပြီးတော့စ조사ကြည့်ဖို့အားပေးနေပါတယ်။မီယာကတော့အရာကငါမလုပ်ဘူးတဲ့အရာတခုဆိုတော့ငါမလုပ်နိုင်မှကြောက်နေတယ်။ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။မီနူးကလည်းမီယာကိုအရာအားလုံးကသူစက်ပေးစည်းတင်တော့ကလို့ပဲပထမဆုံးမလုပ်ဘူးတဲ့အချိန်မှာတော့ကြောက်ဖို့ကောင်းပေမဲ့တတိမွေးပြီးတော့စ조사ကြည့်လိုက်ဖို့ပြောလိုက်ပါတယ်။ဒါတော့နဲ့မီနူးနဲ့မီယာတို့အချိန်ကောင်းရောက်နေတော့မှာပဲ။ဆီယာမာရီယိုကဘွားကနေပေါ်လာပြီးတော့ မိန်နူးတို့ကိုဘာလို့အားကစားချိန်မှာအားကစားမလုပ်တာလဲဆိုပြီးတော့လာစုနေပါတယ်။ပြီးရင်တော့ဆရာမာရီယိုကစပိန်ပြိုင်ပွဲဝင်ထားတဲ့ကျောင်းသားတွေအကုန်လုံးတာယာဘိန်းတွေစွဲပြရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မိန်နူးလည်းဆရာစကားကိုကြားပြီးတော့တော်တော်ပျော်သွားတဲ့ပုံပေါက်ပါတယ်။ဒီလိုနဲ့ကျောင်းဆင်းချိန်မှာတော့မီယာက ကော်ဖီဆိုင်ကိုရောက်နေပြီးတော့တရရောက်ကိုစောင့်နေပါတယ်။ဒီအချိန်မှာပဲဓာတ်ပုံဆရာဆိုတဲ့ဘဲကြီးကမရစီကိုရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲနှစ်ယောက်သားစကားတွေပြောနေကြရင်တပုတ်ဆရာဘေးကမိရကိုသူတို့ကုမ္ပဏီကထုတ်တဲ့မဂ္ဂဇင်းကိုထုတ်ပြလိုက်ပါတယ်။မဂ္ဂဇင်းရဲ့ကာပါမှာတော့ယူမီရဲ့ပုံကိုကြည့်ရပါတယ်။ထို့နောက်မိရလည်းမော်ဒယ်တွေရဲ့ပုံတွေကိုကြည့်ပြီးတော့သူတို့ကအယံ့လာတာပဲ။ကျမရဲ့မျက်နှာနဲ့အဆင်ပြေပါမလား။ဆိုပြီးတော့မေးလိုက်ပါတယ်။တပုံဆရာကလည်းမိရကိုမျက်မှန်ချုပ်ပြခိုင်းလိုက်ပါတယ်။ပြီးရင်တော့တပုံဆရာဘဲကြီးက မီယာရဲ့မျက်မှန်မပါတဲ့မျက်နှာလေးကိုကြည့်ပြီးတော့မီယာကမျက်မှန်သာမပါရင်အရန်လှကြောင်နဲ့ဒီမျက်မှန်စာမျက်ကပ်မှန်ကို ပြောင်းတတ်တဲ့ကြောင်ပြောလိုက်ပါတယ်။မီယာကတော့ဒီမျက်မှန်လေးကခြေကပေးထတာဖြစ်တာကြောင့်စွန့်လွန်ဖို့ဝန်လေးနေပါတယ်။ဒါတော့လည်းပဲတပ်ပုံဆရာနဲ့မီယာတို့ကလာမယ့်စနေနေ့ညမှာစတူဒီယိုမှာတွေ့ကြဖို့ချိန်လိုက်ကြပါတယ်။ဂျွန်နိုဘွဲကလည်းသူတို့စပိန်တွေပြင်ဖို့အတွက်စပိန်ပြင်တဲ့အမှတ်ကြီးစီကိုရောက်နေကြပါတယ်။ အမကြီးကလည်းအရင်ဘွဲတုန်းကပျက်စီးသွားတဲ့ဂျိုးရဲ့နောက်ဘက်ကနောက်ဘွဲတွေအစင်မပြေတော့တာကြောင့်ဘိန်းအသက်နဲ့လဲပေးလိုက်ပါရင်ချွနောက်ကြီးကလည်းသူ့ဆက်ဘင်းကတာယာကလည်းပျက်စီးသွားတာကြောင့်နောက်တာယာအစ်စ်ကိုဝယ်ပြီးတော့တတ်လိုက်ရပါရင်အဲ့ဒါပြီးတော့ဂျေးနဲ့မင်းတို့ကအိမ်တန်းမပြောင်းမင်းနဲ့လမ်းမင်းကခုံတစ်ခုမှထိုင်ပြီးတော့စကားပြောနေကြပါရင်ဟေးမင်းရှယ်လီနဲ့အော်ဖီရှယ်မတွေ့သေးဘူးလားဆိုပြီးတော့မင်းတို့ကဂျေးကိုမေးလိုက်ပါရင်ဂျေးကလည်း ဘာရီလာပြောနေရလဲ။ငါရီးစားထားဖို့စိတ်ကူးမရှိသေးဘူး။ဆိုပြီးတော့ပဲပြန်ဖြေလိုက်ပါရင်။မင်းတို့ကတော့အဲ့ဒါဆိုရင်ရှယ်လီမင်းကိုနန်းတော့ကတော့မင်းဖားမှမခံစားရဘူးလား။ဆိုပြီးတော့မေးလိုက်ပါရင်။ဂျီကတော့ရှက်ရရန်ပြီးတော့မင်းတို့ကိုပါဇက်ပိတ်ထားဖို့ပြောလိုက်ပါရင်။ဟေးမင်းတို့တခုပြောစရာရှိရဲ့။မိရကမင်းကိုကြိုက်နေရဆိုတော့မင်းသိနေရပဲမလား။မင်းကအခုချိန်ထိ မလုံမရှဲဆိုတော့เจ้ามาเม็งเจ้าเนี่ยကိုတယောက်တမျိုးပြောနေကြပြီเนาะเม็งကအချောက်ကြီးရေဖေရလေဒီကောင်မြင်တော့ကြည်ဟာအချောက်ကြီးနဲ့တူလားတူတယ်အချောက်ကြီးပေါ့အချောက်ကြီးပြောကွာအချောက်ကြီး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 ကြည်ကတော့သူ့ကိုအချောက်ကြီးလို့ပြောလို့စိတ်တူနေပါတယ်သူတို့နဲ့မိနူကဘယ်လိုပဲဖြစ်ဖြစ်မင်းဘသူ့ပေါ်ကမှ ခံစားချက်မရှိဘူးဆိုရင်အရင်ကငါပြောခဲ့တယ်လို့ပဲ ကမီယာကိုလိုက်ပြီနော်မင်းကတော့ရှယ်လီနဲ့ပဲနဘာသွားကလိုက်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်ထိုချိန်မှာလဲကြည်ဆိုတဲ့ကောင်ကဘာမှမပြန်မပြောပဲနဲ့ဒီတိုင်းပဲညင်နေခဲ့ပါတယ်အကြောင်းကြီးအကြောင်းကြီးအကြောင်းကြီးနောက်တစ်ခါမှတော့ဂျော်ယီတို့ကထိုးစံတိုင်းကစားသမားတယောက်ရဲ့စပိန်ကိုဖျက်ဆီးနေကြပါတယ်သူကစားသမားကသူ့စပိန်ဖျက်ဆီးသွားတာကြောင့်ငိုယိုနေပြီးတော့သူတို့ကိုရဲတိုက်မယ်ဆိုပြီးတော့လှုပ်နေခဲ့ပါတယ်သူချိန်ပါမဲ့သူ့ကိုချုပ်ထားတဲ့ကောင်ကဟေ့ အပေါ်တွေလုံမနေနဲ့မင်းဟာသာမင်းကြေနဲ့လို့ဒီပြန်ပွဲကိုပြန်ခဲ့တာပြီးတော့မင်းမှာဘာသက်သေရှိလို့လဲဆိုပြီးတော့ပြောလိုက်ပါတယ်ကျော်ကြီးကတော့သူတို့ကိုကြည့်နေ AC စစ်လိုက်ထိုင်တောင်းနေခဲ့ပါတယ်ထို့နောက်နောက်တကောင်ကသူ့ဘေးနားကိုရောက်လာပြီးတော့မနေ့ပြန်ပြန်ပွဲရဲ့ဒုတိယမြောက်ရက်ဖြစ်တာကြောင့်အိမ်စောစောပြန်ကြဖို့ပြောနေပါတယ်ကျော်ကြီးကလည်းအေးဟုတ်တာပဲငါပြန်ဝဲတော့ကဟိုကောင်နဲ့အပြင်မှာ တပွဲလောက်တော့နွဲကျင်နေငါအဲ့ဒီကောင်ကိုဘယ်လိုမြင်ဆွဲရမလဲဆိုပြီးတော့ပြောလိုက်ပါတယ်ကျော်ကြီးပြောတဲ့ဟိုကောင်ဆိုတာဘယ်ကောင်ကိုပြောရလဲဆိုပြီးတော့သူ့ဘေးနားကကောင်ကကျော်ကြီးကိုမေးလိုက်ပါတယ်ကျော်ကြီးကတော့မင်းရလေကွာဟိုကောင်လေပြန်ပွဲမှာအကွက်ဆန်းတွေလှုပ်ပြသွားတဲ့ကောင်ဆိုပြီးတော့ခြေကိုရည်ညွန်းကပြောနေခဲ့ပါတယ်ကျော်ကြီးကတော့ဘာခွေးခြေခွေးကြံကြံအောင်မှလည်းမသိပါဘူး ီလိုနဲ့ပဲဒီပိုင်းလေးကိုဒီနေရာမှာပဲစသိမ်းထားပြီးတော့နောက်လာမယ့်အပိုင်းလေးမှာတော့ပြိုင်ပွဲရဲ့ဒုတိယမြောက်လေးကိုဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့တွေ့ကျွန်တော်နဲ့အတူစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီနေရာထိလိုက်ပါကြည့်ရှုလာကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ